င်းကြားတရုတ်ဆောင်နှစ်ယောက်ဖြစ်တဲ့တရုတ်ဆောင်ဟိဝီယန်နဲ့ဆိုဗီယက်သင်းတို့ရဲ့မင်္ဂလာဧကန်ပွဲမှာဖိတ်ကြားခြင်းမခံခဲ့ရတဲ့အမှုပညာရှင်၄ဦးမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့တရုတ်ဆောင်ဟိဝီယန်နဲ့ဆိုဗီယက်သင်းတို့ရဲ့မင်္ဂလာဧကန်ပွဲ၆ပွဲစလုံးမှာဖိတ်ကြားခြင်းမခံခဲ့ရတဲ့အမှုပညာရှင်၄ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ ပြည်သူတွေအားလုံးသိထားတဲ့အတိုင်းအနုပညာလောကမှာတရားဆောင်အချင်းချင်းမင်္ဂလာဆောင်ကြတယ်ဆိုတာကတရားဆောင်ပြည်တူနဲ့အိမ်ွားကျော်စင်ရွှေထူးနဲ့ရွှေမုံရည်တို့ဆုံတွဲပြီးရင်တော့ဟေးဝီရန်နဲ့ဆုပြည့်သင်းတို့ဆုံတွဲကသုံးတွဲမြောက်ဆုံတွဲလေးဖြစ်ပါတယ်ဒါကြောင့်မလို့လေနိုင်ငံကျော်တရားဆောင်မင်းသားမင်းသမီးတွေရဲ့မင်္ဂလာပွဲဖြစ်တာကြောင့်ဟိဝိယံနဲ့ဆွေပြည့်တဲ့ဇင်တို့ရဲ့မင်္ဂလာပွဲကိုပြည်သက်တွေအားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။ င်ဝင်းရံနဲ့ဆွေပြည့်တစင်းတို့ရဲ့မင်္ဂလာပွဲတွေဟာပြည်သက်တွေတင်ထားတာထက်ပိုပြီးတော့အခမ်းအနားခဲ့သလိုနမဲကြီးဒိတ်ဒိတ်ကျဲအနုပညာရှင်တွေတတော်များများလည်းတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်ဟေးဝိယံရဲ့ဆွေပြေသစင်းတို့ရဲ့မင်္ဂလာဧကံပွဲကိုတော့နမကြီးတေယုဆောင်လေးဖြစ်တဲ့တေယုဆောင်ဝမုံရွှေရည်နဲ့ခင်မုံဖြစ်သူကိုနိုင်ဖြိုးကျော်တေယုဆောင်တထမိုးဦးတေယုဆောင်မိုးယူဆန်တေယုဆောင်ဖွေးဖွေးနဲ့တေယုဆောင်ဤချောပိုလိုကလည်းတရောက်ကွန်ပျူအားပေးခဲ့ကြတာဖြစ်ပါတယ်။ ထမင်းမဲလည်းအချောင်းမျိုးမျိုးကြောင့်ဟင်းဝီရံနဲ့ဆွေပြည့်တဲ့စင်တို့ရဲ့မင်္ဂလာဧကန်ပွဲကိုဖိတ်ကြားခြင်းမခံရပဲပွဲကိုတက်ရောက်လာနိုင်ခြင်းမရှိတဲ့အမှုပညာရှင်၄ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။နံပါတ်၁အနေထိုင်ခတ်မှာဆိုလို့ဖိတ်ကြားခြင်းမခံခဲ့ရတဲ့တရုတ်ဆောင်ဝိုင်းစုခိုင်သိန်းပထမဆုံးတစ်ယောက်ကတော့မင်္ဂလာပွဲမှာတွေ့ရမှာမဟုတ်ဘူးလို့အားလုံးကကြိုတင်တွက်ချက်ထားပြီးသားဖြစ်တဲ့တရုတ်ဆောင်ရဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးသိထားတဲ့အတိုင်းပဲတစ်ချိန်လုံးကသရိုသားဟိဝင်းရဲနဲ့တရုတ်ဆောင်တဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ဟာအရန်ကုန်နာမည်ကြီးတဲ့အချစ်ဆက်လန်းတပုတ်ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။မိဘတွေသဘောမတူလို့ခိုးပြေးခဲ့ကြတဲ့အထိအချစ်စိတ်တွေပြင်းထန်ခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့အကြောင်းမျိုးမျိုးကြောင့်လမ်းခွဲပြတ်ဆဲခဲ့ရတာကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးခုချိန်ထိပရိသတ်တွေရင်ထဲမှာအမှတ်တရရှိနေသေးပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီမင်္ဂလာပွဲကိုဝိုင်းစုခိုင်တဲ့တာတက်ရောက်လာခဲ့မယ်ဆိုရင်ဒါမှမဟုတ်ဖိတ်ကြားခဲ့ကြမယ်ဆိုရင်သတို့သမီးဖြစ်တဲ့ဆိုပြေသင်းအတွက်ရောတက်ရောက်လာတဲ့ဝိုင်းစုခိုင်တဲ့ကိုယ်တိုင်အတွက်ရောအလဲကသတို့သားဟိဝေရဲ့အတွက်ပါနေထိုင်ရခတ်သွားနိုင်ပါတယ်။ဒါကတော့တယောက်နဲ့တယောက်မခေါ်တာမတဲ့တာစကားမပြောတာထက်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်လေးစားမှုနဲ့လူမှုရေးအရာအဆင်ပြေအောင်စီစဉ်လိုက်ရတဲ့လူမှုရေးနားလည်မှုတစ်ခုဖြစ်ပါတယ်။နံပါတ်2ကတော့တရုတ်စာမိုးဟေကိုပဲဖြစ်ပါတယ်။ တရုတ်ဆောင်မိုးဟီကိုကတော့အခုလက်ရှိအနုပညာလောကမှာအနုပညာကြီးအမြင့်ဆုံးရနေတဲ့ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်သလိုစီးပွားရေးလုပ်ငန်းတွေကိုလည်းကိုယ်တိုင်ဦးဆောင်နေသူအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ပြည်သက်တွေနားမလည်နိုင်ဖြစ်ခဲ့ကြရတာကငယ်စဉ်ဆုံးတဲလေးရဲ့မင်္ဂလာအခမ်းပွဲမှာဝမ်မုံရွှေရီနဲ့ဖွေးဖွေးတို့လိုထိတ်တန့်သရုပ်ဆောင်တွေတောင်တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီးတော့သရုပ်ဆောင်မူဟေကိုတက်ရောက်မလာတာကတော့သရုပ်ဆောင်မူဟေကိုကဆွပြည့်သစင်ရဲ့အမားတွေဖြစ်တဲ့သရုပ်ဆောင်ဆွမြတ်သူစာသရုပ်ဆောင်ဆွမြတ်နန္ဒာတို့ညီအမားတွေနဲ့တစ်ချိန်လုံးကကတောက်ကဆကိစ္စလေးတွေရှိခဲ့ပြီးလူမှုရေးအရမပတ်သက်တော့တဲ့အနေအထားမျိုးတွေရှိနေတယ်လို့နိဆက်သူအတိုင်းဝိုင်းတချို့ကပြောဆိုထားကြတာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့တရုတ်ဆောင်မိုဟီကိုကဒီပွဲကိုတက်ရောက်လာနိုင်ခြင်းမရှိတာဖြစ်တယ်လို့လည်းပြည်သက်တချို့ကထင်ကြီးပေးနေကြတာပဲဖြစ်ပါတယ်ဒါအပြင်တရုတ်ဆောင်မိုဟီကိုကိုတိုင်ကလည်းအမှုပညာအလုပ်တွေထက်စီးပွားရေးတွေကို ပိုပြီးတော့အားဆိုင်နေရတာကြောင့်သူမရဲ့အချိန်စရာတွေနဲ့ခရီးထွက်နေရတဲ့နေရက်တွေတိုက်ဆိုင်သွားတာကြောင့်လည်းမင်္ဂလာပွဲကိုတက်ရောက်လာခြင်းမရှိတာဖြစ်နိုင်တယ်လို့လည်းထင်ကြေးပေးနေကြတာတွေရှိနေခဲ့ပါတယ်။ ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲကိုတက်ရောက်လာခြင်းမရှိတဲ့နောက်ဆုံးနှစ်ယောက်ကတော့တရုတ်ဆောင်ပြည်တည်ဦးနဲ့အိန်နော်ကျော်စင်တို့ဆုံးတွဲပဲဖြစ်ပါတယ်။ဒီဆောင်တွေကတော့အခုနောက်ပိုင်းအနုပညာလှူရှားမှုအနေငယ်သာလောက်ကိုင်းတော့ပြီမေဘွဲတက်တော်တော်များများကိုရှောင်ရှားနေသလိုလူမြင်ကွေးတွေကနေလည်းအတက်နိုင်ဆုံးပျောက်ွယ်နေသူတွေဖြစ်တာကြောင့်ပြည်သက်တွေကနားလည်မှုအပြည့်ပေးထားတဲ့ဆောင်တွေလည်းဖြစ်ပါတယ် မတိမငြိမ်ဖြစ်နေတဲ့နိုင်ငံရေးအခြေအနေတွေအရာပွဲတက်တွေကိုအတက်နိုင်ဆုံးရှောင်ရှားနေတဲ့နိုင်ငံကျော်တရုတ်ဆောင်ပြည်တူနဲ့အင်တော်ကျော်စင်တို့ဆောင်တွဲဟောင်းငယ်စင်ရဲ့မင်္ဂလာပွဲတစ်ခုကိုပဲမတက်ရောက်တာမဟုတ်ပေတခြားသောပွဲတော်တော်များများကိုလည်းရှောင်ရှားလျက်ရှိတာကိုပြည်သက်တွေအားလုံးကသိရှိပြီးသားဖြစ်မှာပါ ဘလိုပဲဖြစ်ဖြစ်အနုပညာလောကကအနုပညာကြီးကိုမောင်နှမတွေတယောက်တည်းသူရှိသလိုမတယောက်တည်းသူရှိပေမဲ့လေတရုတ်ဆောင်ဟေးဝီယန်နဲ့ဆိုဗီယက်သင်းတို့ရဲ့မင်္ဂလာဧကန်ပွဲလေးကခန္ဓာတင့်တယ်စွာနဲ့ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်တာကြောင့်ငယ်စဉ်ပြိဿတ်တွေအနေနဲ့လည်းကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်